အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဥကြော်ကြော်ဆိုးလို့ခေါ်ပါလားခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်ပြည်ပြည်သူမြောက်မိတ်ဆွေလူတော်ကတော့ကျွန်တော်ကမကြခင်မှာကျင်းပတော့မဲ့2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရင်းနဲ့ဝင်ပြွေးပါတီကိုကိုးစားပြုပြီးတော့ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးတော်တော်လမ်းတော် ညွနဲ့မက်ဆန္ဒနဲ့ကအချိုးကျကုသပစ္စနဲ့ပြာစနစ်ပေါ်ဗျာကိုပြောနေတာဒီစစ်နဲ့အဝင်းစင်ပြိုင်မဲ့လွတ်တော်ကိုယ်စလဲလောက်ပဲဖြစ်ပါလေလက်မလို့ဖို့တုတ်တော်မဟုတ်ဘူးပေါ့ဗျာကျွန်တော်ကကူကလက်မလို့ကပြိုင်မှာဆိုတော့လက်မလို့မောင်ယူလို့လဲကျွန်တော်ခိုင်လိုက်ပါလေလက်မလို့မောင်ယူဆိုလို့လဲအထူးဆန်းတော့မလုပ်ပါဘူးတကယ်ကနာမည်ကြီးကြတဲ့ လမ်းတော်ဖို့တူကိုသတိရပြီးတော့ကျွန်တော်ကစာရေးတယ်လေကလောင်နမဲကမောင်းယိုးတယ်ဗျအဲ့တော့ကျွန်တော်လမ်းတော်မောင်းယိုးဆိုပြီးတော့လဲကိုခိုင်ယူတယ်ဒီတော့ဗောဗျာဒီနေ့ဒီချိန်ကစာပြီးတော့မိဘပြည်သူများကို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 အနံမိတ်ဆက်တဲ့အခါမှာကျွန်တော်လွတ်တော်ကိုစလဲလောင်းဥကြော်ကြော်ဆိုးလမ်းတော်မောင်းယိုးလမ်းတော်မောင်းယိုးဥကြော်ကြော်ဆိုးဆိုတဲ့ကျွန်တော်ညီနာမလေးနဲ့မိတ်ဆက်ပြသည်ခင်ဗျအဲ့တော့ကျွန်တော် မိတ်ဆက်ပြီးတော့ကျွန်တော်ရဲ့ခံယူချက်လေးတွေယုံကြည်ချက်လေးတွေသဘောထားလေးတွေကိုပြောပြပြည်သူများကိုတင်ပြအတိပေးတဲ့အချိန်မှာလက်မတော်မောင်ယူပြောပြစေဆိုတဲ့အဲကျွန်တော်စကားဘိုင်းလေးတွေနဲ့ကျွန်တော်ပြောလို့တော့ရည်ရွယ်ထားပါတယ်ကျွန်တော်မိဘပြည်သူများအနေနဲ့အချိန်အာအနာရလိုပဲဖြစ်စေစိတ်ဝင်စားလိုပဲဖြစ်စေ ားထောင်မယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ဝမ်းသာပျော်ရွှင်စွာပိတ်ခေါ်ပါလေမစ္စပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့ကိုယ်ရည်ရည်စွန်ခေါ်ဒါလေးနည်းနည်းလေးတင်ပြပါမယ်ကျွန်တော်ကတော့မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ပေါ့ဗျာငပဲ့မြို့နယ်မှာငယ်စဉ်ဘဝကိုကြီးပြင်းဖြတ်တန်းခဲ့တဲ့လူတစ်ယောက်ပါဒီငပဲ့မြို့နယ်မှာပဲတက္ကသိုလ်ဝန်ထမ်း၁၀တန်းကိုပြင်မှန်းကင်းတင်ရကက်ကက်သွားအောင်မြင်ခဲ့ပြီးတော့တက်မလို့ဝင်ရောက်ပြီးတော့တက်မလို့မှာကျွန်တော်ဒုတိယဘူး ဘုံဘုံကြီးဘုံမှုဒုဘုံမှုဘုံမှုကြီးစသက်တရားရှိအစဉ်စဉ်ကတ်တန်းပြီးတော့ဘုံမှုချုပ်အစဉ်တာဝန်ထမ်းဆောင်ဖို့ပါတယ်အစဉ်ကဘုံမှုချုပ်အစဉ်ဖြစ်ပြီးတော့တာဝန်ကတော့ဗျာဒုတိယတိုင်းမှုလာရှုနဲ့တမ္မမှုကျွန်တော်တမ္မ44တမ္မဌာနချုပ်စကကမှုကျွန်တော်စကစင်္ဂါဦးတည်တော်မတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒါကျွန်တော်ရဲ့တော်ရင်ထမ်းဆောင်မှုဟုတ်အကျင့်ပေါ့ဗျာ ့ပညာရေးချင်းကတော့ကျွန်တော်ဝိဇ္ဇာဘွဲ့စိတ်ပညာနဲ့မာဝိဇ္ဇာဘွဲ့ကာကွယ်ရေးပညာကိုစီဘူးအောင်မြင်ခဲ့ပါတယ်ကျွန်တော်ခုလိုလွတ်တော်ကိုယ်စားလောင်းဖြစ်ဘာဖြစ်လို့ဝင်ရောက်ပြီးတော့အရွက်ခံလဲဆိုတော့ကျွန်တော်မှာရည်ရွယ်ချက်ရှိပါတယ်ရည်ရွယ်ချက်ရှိပါတယ်ရည်ရွယ်ချက်ရှိလို့ပဲယုံကြည်ချက်လည်းရှိပါတယ်ဒီရည်ရွယ်ချက်ဒီယုံကြည်ချက်ကြောင့်ကျွန်တော်လွတ်တော်ကိုယ်စားလောင်းဖြစ်ကျွန်တော်ဝင်ရောက်အရွက်ခံခြင်းဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့ဗျာ မြို့ပြည်သူများအလုံးတီဗီဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့ပါတီစုံဒီမိုကရေစီအရွေးကိုရွှေ့ကြတဲ့အချိန်မှာအခုသေးသောဤလန်းကတိုင်းသားလူသားပြည်သူအလုံးရဲ့မဲဆန္ဒနဲ့ရွေးကောက်ထားတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေရွေးချယ်မဲ့ရွေးချယ်ဖွဲ့ကြီးနဲ့သွားမှဒါကမြို့ရမြို့မှာညောဘက်နဲ့ပါတီစုံဒီမိုကရေစီဆိုတာ ်ရောက်ပါပါပြောချင်တာဒီမေဆနာပေရွေးချယ်ပွဲကြီးကိုမဖြတ်သတ်မနေတော့ကျွန်တော်တို့ကြီးမှန်းတဲ့အမှန်တကယ်ကြီးမှန်းတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမရောက်နိုင်ပါဘူး။ဒါမှမဟုတ်ဒီစနစ်ကြီးကိုသွားဖို့အတွက်ဒီရွေးကောက်ပွဲအတွက်ရွေးကောက်ခံကိုယ်စားလှယ်လို့လဲကျွန်တော်တို့ရွေးကောက်တင်မြှောက်ပြီးမဲ့တိုင်းသား ီသူလူလူတွေလိုရဲရွေးကောက်ပွဲကျင်းပပြင်းမဲ့ဖွဲ့အနာဘယ်ဖွဲ့စီလိုရဲဒီဟာဒါကြောင့်မလို့ကျွန်တော်ဒီအရွေးကိုရွှေ့ခြင်းလို့ဒီရွှေ့ကိုရွှေ့နိုင်အောင်ရည်ရွယ်ချက်နဲ့ဝဉဉဖြစ်တယ်လို့တပည့်ရလဲကိုတသည့်နားလည်ထားတဲ့ပညာရလုံလန်းတွေ့ကြုံနေနဲ့မြို့ရပြည်သူများကိုလုံကျွေးပြုခြင်းလို့အထူးသဖြင့်ကျွန်တော်နေမြစ်ဖြစ်တဲ့လက်မတော်မြို့နယ်လုံကျွေးပြုခြင်းလို့ရည်ရွယ်ချက်ဖြစ်ပါတယ် ဒိန်ဒီချက်ကတော့ဗျာရည်ရွယ်ချက်နဲ့ဆက်ဆက်ပါပဲဘာလဲဆိုတော့ဒီရွေ့ကိုရွှေ့မှာဖြစ်မှာဒီရွေ့ရွှေ့မှာဖြစ်မှာဒီရွေ့ရွှေ့မှာကျွန်တော်တို့ကဒီမှနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်မှာဒီလိုမဖြစ်ဖြစ်အောင်ဆောင်ရွက်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကျွန်တော်ဒီရွေ့ကောက်ပေါ်ပြောပြမှာပါ အဲ့တော့ဒီကုန်းကျုပ်အနေနဲ့တော့ကျွန်တော်ရဲ့ကိုယ်ကိုယ်ကအချက်လက်အပါဝင်ကျွန်တော်ရဲ့လုပ်ငန်းလူ့အကျိုးတွေကိုကျွန်တော်ကြောက်ကြပြပါပြီဒါအပြင်ကျွန်တော်ရဲ့ရွေချက်အိမ်မက်တကူကြောက်ကြပြပါပြီဒါရင်းနဲ့ကျွန်တော်ဒီကိုရွေးကောက်ဖို့စောက်ခဲ့တာပါအဲတခုလေးပေါ့ဗျာဟိုဖြစ်ဆိုပြောချင်တာကတော့ကျွန်တော်ကလူတက်မော်သား နေနဲ့အဆင့်ဆင့်တပ်မတော်တာဝန်အဆင့်ဆင့်နဲ့ကျွန်တော်တို့တိုင်းနယ်ပြည်နယ်အနှံ့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသလိုပဲဒီပါတီစုံဒီမိုကရေစီအရွေ့ကိုကျွန်တော်ပေါင်းခဲ့တဲ့တာဝန်ဒီလဲထမ်းဆောင်ခဲ့ဘူးပါလေဒါဘာလဲဆိုတော့2010ခုနှစ်တမရိုင်းဦးသိန်းစိရဲ့ပထမဦးဆုံးပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့အစိုးရဒီမိုကရေစီ အရွေ့နဲ့2015ခုနှစ်သမရိုင်းဦးထင်းကျော်သူကကာလဒီတက်တက်ဒီမိုကရေစီတက်တက်နှုတ်ကာလမှာလဲတမလို့သားအမျိုးသားလွတ်တော်ကိုယ်စားလှယ်အနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဘူးပါလေဒီတာဝန်ထမ်းဆောင်တဲ့အချိန်မှာကျွန်တော်ကဥပဒေကြမ်းကော်မတီနောက်တစ်ခုပြည်သူ့ ငွေစင်းစစ်စစ်ကွန်ပျူတာတိုင်းတိုင်းရဲ့ကွန်ပျူတာဆိုကွန်ပျူတာနေမှာလဲပါဝင်ပြီးတော့တော်တော်ဆရာလုပ်ငန်းတွေဥပဒေကြံပြည့်စုံမှုတွေငွေစင်းစစ်စစ်မှုတွေဒါတွေကိုလဲတာဝန်ထမ်းဆောင်ကြဖို့ပါလေဒါကြောင့်မလို့ဒီအတွေ့အကြုံတွေဒီလုပ်ခဲ့တဲ့အတက်အသည့်ဒီနဲ့ဒီအရွေးကိုချက်ကြော်မဲဆိုပြီးတော့ကြီးမှန်းပြီးတော့ကျွန်တော်အနေနဲ့ ဒီရွေးကောက်ပွဲပါဝင်ရှင်တွေနှစ်ပါးလို့ကျွန်တော်မိဘပြည်သူမြောက်ကိုကျွန်တော်တင်ပြရတဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်